င်္ဂလာပါခင်ဗျရှကုံခစ်တက်ကနေဒီနေ့လည်းကင်းသတင်းလေးကိုတင်ဆက်ပေးပါမယ်အကျံဖက်စင်ကောင်းဆောင်မင်းအောင်လိုင်းကနိုင်ငံအတွင်းငလင်ဘေးကိုအကြီးအကျယ်ကြုံတွေ့နေရပြီမဲ့ထိုင်းနိုင်ငံဘန်ကောက်မြို့မှာကျင်းပတဲ့ဘင်းစတက်အစည်းအဝေးကိုတော့လက်လွတ်မခံဘဲဒီနေ့ဧပြီလ3ရက်နေ့မနက်ပိုင်းမှာလေရင်မှုဒုဗိုလ်မှူးကြီးမင်းမင်းဆိုးဆိုသူမောင်းနေတဲ့စစ်တပ်အထူးလေရင်နဲ့ထိုင်းနိုင်ငံဘန်ကောက်မြို့ကိုထွက်ခွာသွားပြန်နေဆိုပါတယ် မြန်မာနိုင်ငံမှာငလင်ဒဏ်ကြောင့်ပြည်သူတွေအတိဒုက္ခရောက်နေပြီးပြည်သူပေါင်းထောင်နဲ့ချီသေဆုံးနေပြီမဲ့ရောင်နိုင်စစ်ကောင်စီကဥစည်းပြီးစုပေါင်းရှင်ပြုပ်ဘွဲကိုပြောဘွဲရှင်ဘွဲနေနဲ့ပြုတ်လုလှက်လဲနေပြန်နေဆိုတဲ့သတင်းပါဝင်ဒီနေ့လည်းကသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပရမစုတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အကြက်ဖက်စစ်ကောင်ဆောင်မဲအောင်လိုင်းကနိုင်ငံအတွင်းမှာငလင်ဘေးကိုအကြီးအကျယ်ကြုံတွေ့နေရပြီမဲ့ထိုင်းနိုင်ငံဘန်ကောက်မြို့မှာဂျင်းပါတဲ့ဘင်းစတက်အစည်းအဝေးကိုတော့လက်လွတ်မခံမဲ့ ဒီကနေ့ April 3ရက်နေ့မနက်ပိုင်းမှာတည်းလေယာဉ်မှုတူပုံမှုကြီးမင်းမင်းဆိုးဆိုးသူမောင်းနေတဲ့စစ်တပ်အထုလေယာဉ်နဲ့ထိုင်းနိုင်ငံဘန်ကောက်မြို့ကိုထွက်ခွာသွားပြန်တယ်လို့နေပြီးတော့စစ်တပ်သတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်။ဒါကတော့ဒီကနေ့ April 3ရက်နေ့မှာပဲထိုင်းနိုင်ငံဘန်ကောက်မြို့မှာ Binstep အစည်းအဝေးကိုပြုလုပ်နေတာဖြစ်ပြီးအဲ့ဒီ Binstep အဖွဲ့ဝင်နိုင်ငံတွေထဲမှာအိန္ဒိယ၊သီရိလင်္ကာ၊ဘင်္ဂလားဒေ့ရှ်၊ဘူတန်၊မြန်မာ၊နီပေါ်နဲ့ထိုင်းနိုင်ငံတို့ပါဝင်တာကြောင့်အကြံဖတ်စစ်ကောင်းဆောင်မင်းအွန်လိုင်းကပွားတက်နေတာဖြစ်တယ်လို့သိရပါတယ်။ ဲ့ဒီအစည်းအဝေးအတွက်ထိုင်းနိုင်ငံစီမင်းအွန်လိုင်းတွားရောက်မဲ့စစ်တပ်အထူးလေရင်ကိုဒူဘိုမူကြီးမင်းမင်းဆိုဆိုသူကလေရင်မှုအဖြစ်လိုက်ပါရပြီးနောက်ထပ်ဘိုမူနေထွန်းဦးနဲ့ဘိုကြီးမင်းမင်းထိုက်ဆိုသူတို့ကအကူလေရင်မှုဘိုကြီးအောင်ကျော်မြင့်ကလေကြောင်းအင်ဂျင်နီယာအပြင်ဘိုကြီးဒေါ်ချိုတထဆိုတဲ့သူကလေကြောင်းလက်ညွန်အဖြစ်လိုက်ပါရတာဖြစ်တယ်လို့လေနေပြီးတော့စစ်တပ်တရင်အရှိမေကပြောထားပါတယ်တစ်ဖက်မှာတော့ လက်ရှိမြန်မာနိုင်ငံမှာငလင်းဘေးဒဏ်ကိုပြည်သူတွေအကြီးအကျယ်ခံစားနေရတဲ့အချိန်တခြားနိုင်ငံအသီးသီးကပါလာရောက်ပြီးကုညီကယ်ဆယ်ရေးတွေကိုဝိုင်းဝန်းလှုပ်ဆောင်ပေးနေတဲ့အချိန်မှာပဲအင်ရှင်ဖြစ်တဲ့မြန်မာနိုင်ငံကအကြမ်းဖက်စစ်ကောင်းဆောင်မင်းအွန်လိုင်းကတော့ဘွဲအခမ်းအနားတွေစိုက်နှစ်တက်တဲ့သူပြီးပြီးထိုင်းနိုင်ငံဘန်ကောက်မြို့မှာပြုလုပ်တဲ့ဘင်းစတက်အစည်းအဝေးကိုပါလက်လွတ်မခံမဲတွားတက်နေပြန်တာဖြစ်တယ်လို့သိရပါတယ်ခင်ဗျာ ဖမလဲမြန်မာနိုင်ငံမှာငလင်တန်းကြောင့်ပြည်သူတွေအတိဒုက္ခရောက်နေရတဲ့အပြင်ပြည်သူထောင်နဲ့ချီတိတ်ဆုံးနေပေမဲ့ရန်ကုန်မြို့မှာတော့ရန်ကုန်တိုင်းစစ်ကောင်စီ UCB စုပေါင်းရှင်ပြုတ်ဘွဲကိုပျော်ဘွဲရှင်ဘွဲတွေနဲ့ပြုတ်လုလှဲ့လဲနေပြန်တယ်လို့စစ်ကောင်စီရဲ့မြို့နယ်ထွေအုပ်ရုံတည်င်းရင်းမြစ်ကရန်ကုန်ခေတ်တကိုပြောပါတယ်။ဒါကတော့ဧပြီလ2ရက်နေ့ဖြစ်တဲ့မနေ့ကပဲရန်ကုန်တိုင်းစစ်ကောင်စီက UC တဲ့စုပေါင်းရှင်ပြုတ်ဘွဲနဲ့လှဲ့လဲဘွဲကိုမြို့နယ်ထွေအုပ်တွေကတက်ရောက်ခဲ့ရပြီးရွှေတဂုံဇေဒီတော်မှာလှဲ့လဲဘွဲတွေကိုလုံခြုံရေးအပြည့်နဲ့လုဆောင်ခဲ့ကြတာဖြစ်တယ်လို့ဆိုပါတယ်။ တစ်ဖက်မှာတော့လက်ရှိမြန်မာနိုင်ငံမှာငလင်ဒဏ်ကြောင့်ပြည်သူတွေအတိဒုက္ခရောက်နေရတဲ့အပြင်ပြည်သူထောင်နဲ့ကြီးတေဆုံးထားပြီး EO အိမ်တိုက်တာပေါင်းများစွာပြိုကျပျက်စီးထားတဲ့အတွက်ပြည်သူတွေဟာဒုက္ခပေါင်းများစွာကိုကြုံတွေ့နေရတဲ့အချိန်မှာပဲတခြားနိုင်ငံတကာကကူညီကယ်ဆယ်ရေးအဖွဲ့တွေကပါမြန်မာနိုင်ငံကပြည်သူတွေအတွက်ကယ်ဆယ်ရေးလုပ်ငန်းတွေကိုလာရောက်ပြီးဝိုင်းဝန်းလုပ်ပေးနေတဲ့အချိန်အရှင်နိုင်ငံဖြစ်တဲ့မြန်မာနိုင်ငံက အကြံဖတ်စစ်ကောင်းဆောင်မင်းအောင်လိုက်ခေါင်းဆောင်နဲ့စစ်ကောင်စီလက်အောက်ကရန်ကုန်တိုင်းစစ်ကောင်စီကတော့သူတို့ကိုယ်တိုင်ဦးစီးပြီးစူပေါင်းရှင်ပြုဘွဲကိုပျော်ဘွဲရွှင်ဘွဲတွေနဲ့ပြုတ်လုံနေကြတာဖြစ်တယ်လို့စစ်ကောင်စီရဲ့မြို့နယ်ထွေအုပ်ရုံးတည်င်းရှင်မင်းကရန်ကုန်ခေတ်တွေကိုပြောထားပါတယ်တဖက်မှာတော့အကြံဖတ်စစ်ကောင်းဆောင်မင်းအောင်လိုက်ကနေပြီးတော့မှငလင်လုတ်တဲ့အချိန်သူ့အနေနဲ့ဇပွဲတစ်ချမ်းမှာနေရယူခဲ့ရပြီးတဲ့နောက်အပြင်မှာတနားကြီးကြော်ကြတဲ့အထိမတ်တက်ရက်နေခဲ့ရတဲ့ဆိုပြီးသူကိုယ်တိုင်ထုတ်ဖော်ပြောဆိုသွားပါတယ်။ ဒါကတော့နေပြည်တော်မှာပြုတ်လုခဲ့တဲ့ငလင်ကူညီရေးအလှငွေပေးအပွဲအခမ်းအနားမှာအကြက်ဖက်မင်းအွန်လိုင်းကိုတိုင်အခုလိုပြောသွားတာပါရှင်းနေငလင်လှုပ်တော့ကြကျွန်တော်တို့ရိုးမှာရိုးမှာကျွန်တော်ဝင်စာစာတွေဖတ်နေချင်းဖြစ်ပါတယ်အဲ့တော့စလှုပ်တဲ့ချိန်မှာတတိချက်ချင်းတတိရတဲ့အနိုင်ကောက်ကြည့်လိုက်တော့ဆန်အနိုင်50မိနစ်ပေါ့လေမောကြည့်လိုက်ချင်းမှာပြ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 နဲ့ပို့လှုပ်လာတော့ပေါ့လှုပ်လာတော့ကျွန်တော်တို့လည်းလုံခြုံမှုရအောင်ဆိုစပွဲတချမ်းတော့နေရာယူထားတာပေါ့လေယူခဲ့ပါတယ် အာဖတာရှိတ်တဲ့ရှိတဲ့ခါကျတော့ကျွန်တော်ရဲ့လုံခြုံရေးအဖွဲ့တွေကရုံးဖွဲ့တွေကတော့ကျွန်တော်အပြင်မှနေဖို့အကြံပြုတယ်ဆိုတော့ကျွန်တော်လည်းအပြင်မှတဏ္ဍကျော်တော့ထွက်ပြီးမတက်ရပြီကျွန်တော်နေပါသေးတယ်အဲ့ဒီလိုအချက်ဖတ်မင်းအွန်လိုင်းကိုယ်တိုင်ငလင်လှုပ်တဲ့အချိန်ခေါင်းအောက်မှာနေရယူရပြီးရုံးပြင်မှတဏ္ဍကြီးကျော်မတ်တက်ရက်နေတဲ့အချိန်မှာပဲတစ်ဖက်မှာတော့ငလင်တန်းကြောင့်စက္ကနဲ့အမျှအသက်ဘေးကြုံနေရတဲ့ပြည်သူတွေဟာကုညီကဲဆဲရေးတွေအချိန်မီမလုံနိုင်ပဲအသက်တွေမဆုံးရှုံးသင့်တဲ့ပြည်သူတွေပါအသက်ပေါင်းများစွာဆုံးရှုံးခဲ့ရတဲ့အခြေအနေတွေလဲ ဒုနဲ့ဒေကိုဖြစ်ပွားခဲ့ပါတယ်အချက်ဖက်စစ်ခေါင်းဆောင်မေအောင်လင်ကတော့သူ့ရဲ့ငလင်လှုပ်တဲ့အချိန်ခေါင်းအောင်မှာနေရာယူရတဲ့အကြောင်းတွေနဲ့အပြင်မှာတနာကြီးကြောကြာမတ်တက်ရက်လိုက်ရတဲ့အကြောင်းတွေကိုပြောပြအပြီးမှာပဲလက်ရှိပျက်စီးနေတဲ့ယထာလမ်းတွေကိုပါဧပြီလပထမအပတ်အတွင်းနောက်ကျဆုံးပြန်ပြီးဖွင့်လင့်မယ်ဆိုပြီးတော့ပါပျော်သွားပြန်တဲ့အပြင်တတဦးလေရင်ခွင်းကိုလည်းလာမဲ့တပတ်အတွင်းလေရင်ဆင်းနိုင်အောင်လုပ်မယ်ဆိုပြီးတော့ပါပျော်သွားသေးတယ်လို့တစ်ဖက်မှာတော့ ငလင်တန်ကြောင့်ပြိုကျပျက်စီးသွားတဲ့ပြည်သူတွေရဲ့အဆောက်အုံပေါင်းများစွာကိုလက်ရှိအချိန်ထိကုညီကဲစဲရေးတွေတောင်လုံးလုံးမပြီးသေးတဲ့အခြေအနေကိုလည်းမြင်တွေ့နေရပါတယ်ခင်ဗျ။တစ်ဖက်မှာတော့အဂျပန်စကောင်စီရဲ့ယာယီအပြစ်ရမှုအပေါ်တုံ့ပြန်တဲ့အနေနဲ့ KIO ကရက်20ကြာအပြစ်ခတ်ရဆိုင်ထားမယ်လို့ကြေညာလိုက်ပြီးစစ်ကောင်စီတပ်အနေနဲ့ကြေညာထားတဲ့အတိုင်းလိုက်နာဖို့တော့လိုလိမ့်မယ်လို့ KIA ဒုတိယဗိုလ်ချုပ်ကြီးဂွန်မွန်ကတတိပေးလိုက်ပါတယ်။ဒါကတော့ လက်ရှိမြန်မာနိုင်ငံမှာငလင်တန်းကြောင့်ပြည်သူတွေအတိဒုက္ခရောက်နေတဲ့အချိန်မှာတော့အကြံဖတ်စစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုတွေလုပ်နေတဲ့အကြောင်းကမ္ဘာသတင်းမီဒီယာတွေမှာဖော်ပြခဲ့တာတွေအပြီးတစ်ဖက်မှာလည်းဒီကနေ့ထိုင်းနိုင်ငံမှာလုံမဲ့ဘင်းစတက်အစည်းအဝေးကိုမင်းအွန်လိုင်းကိုတိုင်မသွားရောက်ခင်မနေ့ကညပိုင်းမှာပဲစစ်ကောင်စီဘက်ကအခုလာမဲ့ဧပြီလ22ရက်နေ့အတိရက်20အပြည့်ရက်မယ်ဆိုပြီးကြေညာလာတာပါတစ်ဖက်က MGPD ရဲ့တပ်တွေနဲ့ညီနောင်ဘုံဘွယ်အပါဝင်တော်လိုင်းရေးတပ်တွေကတော့ ငလင်တန်တဲ့ပြည်သူတွေကိုကူညီကယ်ဆယ်ရေးတွေလှုပ်ဆောင်နိုင်အောင်ယာယီအပြစ်ခက်ရက်စဲထပ်ပြီးလဲဖြစ်ပါတယ်အခုတခါအဂျပန်စကောင်စီရဲ့မနေ့ကမှထုတ်ပြန်လိုက်တဲ့ယာယီအပြစ်ရက်မှုအပေါ်တုံ့ပြန်တဲ့အနေနဲ့ GIO ကရက်20ကြာအပြစ်ခက်ရက်ဆိုင်ထားမယ်လို့ကြေညာလိုက်ပြီးစကောင်စီတက်အနေနဲ့ကြေညာထားတဲ့အတိုင်းလိုက်နာဖို့တော့လိုလိမ့်မယ်လို့လဲ KIA ဒုတိယဗိုလ်ချုပ်ကြီးဂွန်မော်ကတတိပေးထားပါသေးတယ်ခင်ဗျ โอเคถ้าเกิดเรายังคิดติดกันนี่ดิ๊กนี้เลยกินตะเริงนี่กูตินเสร็จไปเกยแล้ววะจิชุไป okay,